ထိုင်းတောင်ပိုင်းဖန်ခခရိုင်တွင်ကရွှေပြောင်းမြမကလေးများကြောင်း FED USC ကចောင်းသားចောင်းသူများ၏သွားចမ်းမာရေးအတွက် FED ចမ်းမာရေးဌာနနှင့်ထိုင်းစိုးရចမ်းမာရေးဌာနတို့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပါတယ်။ FED ចမ်းမာရေးဌာနကပါပါเนาะခုရောက်ရှိနေတဲ့ FED ULC ရွှေပြောင်းမြမကလေးများအထက်ကျန်းတန်းចောင်းမှာပေါ့เนาะထိုင်းသွားចမ်းမာရေးဌာနနဲ့ပေါ့เนาะဒီထိုင်းပြည်သူចမ်းမာရေးဌာနနဲ့ပူးပေါင်းပြီးတော့ အခလေးတွေကိုသွားလာနှုတ်ပေးပါရပါနော်အဆိုပါသွားကျမ်းမာရေးစစ်ဆေးမှုတွင်ကျမ်းမာရေးအာမခံကတ်ရှိသူများနဲ့အာမခံကတ်မရှိသည့်ចောင်းသားចောင်းသူပေါင်း69ဦးကိုထိုင်းဆိုရကျမ်းမာရေးဌာနကခမဲ့ကုသပေးခဲ့တာလည်းဖြစ်ပါတယ် ကျမရဲ့အာမခံမရှိသေးတဲ့ကလေးတွေရောရှိပြီးတဲ့ကလေးတွေရောအလုံးစုစုပေါင်း62မှာ9ရောက်เนาะ62မှာ9ရောက်ကိုတယောက်ချင်းစီကိုသွားနေကြည့်ပေးတယ်တော့ပို့စားတယ်သွားနေအကုန်လုံးပေါ့เนาะနှုတ်ပေးခဲ့တယ်ပေါ့เนาะဒီလိုမျိုးမနှုတ်ခင်မှာလည်းကျမတို့ကျမရဲ့ဌာနကနေမှမိပါတွေကိုအကြောင်းကြားတယ်မိပါတွေဆီကနေခွင့်ပြုချက်တွေတောင်းခဲ့တယ်ဗာယောဂရရှိလဲမိခဲ့တယ်ပေါ့เนาะမိခဲ့ပြီးတော့အခုအချိန်မှာဆိုရင်တော့အားလုံးခလေးတွေအားလုံးပါ ကိုစားရတာกินနဲ့သွားတယ်အားလုံးလှပပါကြပြီလို့ပြောနေတယ်ပေါ့နော်ယခုတော့ကလေးတငယ်များကြီးသွားကြမာကြီးအတွက်အဖီဒီကျမာကြီးဌာနကကြိုတင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးထိုင်းဆိုရကျမာကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ကလေးတွေမှာသွားပူးစားနေရတဲ့အကုန်လုံးကိုစစ်စစ်တွေ့ရှိခဲ့တယ်ပေါ့နော်။ဆိုတော့အဲ့ဒီမှာ သွားရီကိုဘယ်လိုမျိုးလုပ်ပေးရမလဲပေါ့နော်ဒီကျမ်းမာရေးအမခံရှိတဲ့လူတွေတချို့ကြောက်လဲကျမ်းမာရေးအမခံရှိပေမဲ့လည်းသူကိုယ်တိုင်သွားပို့ဆောင်တဲ့ခါမှာများနေတဲ့အတွက်ခက်ခဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဒီကလေးတွေကိုပို့ပြီးတော့မှကောင်းမွန်ဖို့အတွက်သွားရီရရှိဖို့အတွက်ပေါ့နော်ဒီဒီဖိုင်းအစိုးရစီရင်ဝင်ပြီးတော့မှဆရာဝန်နဲ့ချိတ်ဆက်ပြီးတော့ဒီနေ့မှအဲ့လိုမျိုးလာရောက်ပြီးတော့မှအာလုပ်သွားပေးတယ်ပေါ့နော်သွားရီရှိရှိပြီးတော့